မောင်မိုက်လာတဲ့ underground twin ကြီးထဲမှာ Sunderland ဆိုတဲ့ဒေသရှိရဲ့အဲ့ထဲမှာမှ Arden ဆိုတဲ့ twin ရွာလေးကလင်းထိန်နေတဲ့ bright shot ကြီးကြောင့်တာယာဝါပြောဖြစ်နေတာပေါ့ဒါပေမဲ့တနေ့ကျတော့ Auger ရဲ့လှုပ်ဆောင်ချက်ကြောင့် bright shot ကြီးကပျက်စီးယူရင်းတော့မှာပါအဲ့လိုမဖြစ်အောင် အာနယ်မြို့ထဲမှာရှိတဲ့စုံစားသူများကဘယ်လိုပြုလုပ်ကြမလဲဒီဂိမ်းလေးကတော့ story ရရှင်းရှင်းနေပါပဲမကောင်းသူတွေလာဖြတ်စီးရဲ့ ပြန်ခုခံကောက်ွယ်တိုက်ထုတ်ရမယ်။ဒါဆိုဘာလို့ဗီဒီယိုလုပ်နေသေးလဲ။ကြောင်းရင်းကတော့သူ့ရဲ့ features လေးတခုကြောင့်ပါ။ပထမဆုံးကတော့ gameplay ပေါ့။ gameplay က tactical RPG game လေးပဲ။၄ယောက်ထိဆော့လို့ရတယ်။ player အလှည့်အရင်လို့ပြီးရင်လူစိုးလှည့်လို့ဟင်ဒါဆိုဘာထူးဆန်းလို့တုံးဆိုတော့ game တစ်ခုလုံးကို monitor ဒါမှမဟုတ် TV ကနေပြီးတော့ကြည့်ပြီးတော့ဖုန်းနဲ့ control ရတာ။ဖုန်း application လေးတောင်း ဂိမ်းကိုဝယ်ထားတဲ့လူက QR code လေး share လိုက်တာနဲ့နောက်ထပ်တငယ်ချင်း၃ယောက်ထပ်ပြီးတော့ join ပြီးဆော့လို့ရပါတယ်။တယောက်ဝယ်ပြီးကျန်၃ယောက်က free ဆော့လို့ရတယ်လို့ဖြစ်သွားတာ။ကျွန်တော်ကတော့ Discord မှာကျွန်တော် border တွေကို live stream ပေးပြီးတော့ဆော့ခဲ့ပါတယ်။ game playback ကိုသေစိတ်ပြောရမယ်ဆိုလို့ရှိရင်ဆက်ဆာချင်းပေးထားတဲ့ class 6ခုတည်းကတစ်ခုကိုယူရပါတယ်။ class တစ်ခုနဲ့တစ်ခုကလည်းဆော့တဲ့ပုံစံမတူပါဘူး။ဥပမာအဖြစ်ဆိုလို့ရှိရင် Berserker ကြီးကတော့ရှည်တန်းထွက်ပြီးခြားရတဲ့ကောင်းကြီးဖြစ်ပြီးတော့ Pyromancer ဆိုရင်အနောက်လေးမှာနေပြီးတော့ spell လေးတွေပေးပြီးတော့ damage လုပ်ပေးရတာပေါ့ class တွေရွေးပြီးသွားရင်တော့တပြေးပြေးချင်းစီ story missions လေးတွေလုပ် side missions လေးတွေရွေးလုပ်လိုက် နေပါပဲဒီကြားထဲမှာလည်းအာနန်ရွာထဲမှာ point and click လိုမျိုးအစားအုံမျိုးစုံတွားရောက်ပြီးတော့ပစ္စည်းဝယ် mission တွေလုပ်ခင် buff တွေရအောင်အစားစားအဲလိုလက်နက်တွေ upgrade လုပ်ရွာသားတွေကိုတွားပြီးတော့စကားပြော relationship တက်လိုက် relationship တက်သွားလို့ရှိရင်သူတို့တွေက ဟိုပတ်စံလေးတွေပေးတယ်လက်ဆောင်လေးတွေပေးတယ် gift လေးတွေပေးတယ်အဲစတဲ့ content တွေလုပ်လို့ရပါတယ် mission တွေလုပ်နေစေ combat ချနေတုံးဆိုလို့ရှိရင် player အလှည့်မှာတိုက်တဲ့လူအရင်လုပ်လို့ရပြီးတော့ကို class ရဲ့တီးသန့် spell card တခုကိုရွေးချယ်ရပါတယ်ကတ်ရွေးချယ်ပြီးရထိုကတ်ထဲရရှိတဲ့လုံဆောင်ချက်ကိုအပေါ်ကနေအောက်အစင်းလိုက်လုပ်ရတာပေါ့ဥပမာအားဖြင့်ဆိုရင်ကျွန်တော်ဆော့ခဲ့တဲ့ bot ဆိုလို့ရှိရင်အရင် move ပြီးတော့အောက်ကွက်ကိုရွှေ့ပါတယ် ပြီးရင်တိုက်တက်ကာရက်တာတကောင်ကိုရွေးပြီးတော့ကိုယ်စီလာအောင်ခိုင်းလို့ရပါတယ်။ကိုဖြတ်သွင်းညာရှိရင်ရှိသလိုဘေးပတ်ဝန်းကျင်ကိုအသုံးချပြီးတော့ဟောလူစိုးကို အောက်ပြုတ်ကြအောင်လုပ်လို့ရတဲ့အကွက်လေးတွေအဲတခြားပုံစံလေးတွေလည်းရှိရပါဘော့အဲ့တော့စော်ရင်နဲ့တငယ်ချင်းတွေရေမောပြီးတော့ပြောစရာကောင်းပါတယ်ပြောစရာကောင်းတယ်ဆိုလို့ဂင်းကလွယ်နေတယ်လို့တော့မထင်စေချင်ပါဘူးအဲ boss fight တွေဆိုလို့ရှိရင်တေချာစဉ်းစားဆော့ရပြီးတော့ player တယောက်နဲ့တယောက်တေချာအကွက်ကြကြ လန်ချထားမှာလာနိုင်တာပါ challenging ဖြစ်တာစောင့်ကြည့်နေလူတွေအတွက်လည်းစော့ပြော်ပါတယ်အဲ class တစ်ခုချင်းမှာလည်းသူတို့ရဲ့ ultimate cut တွေရှိတာပါနော်အဲအဲ့အရာတွေကတော့အရန် power ကြီးပြီးတော့ခက်ခဲတဲ့အချိန်အသုံးပြလိုက်ရင်တော့တော်တော်လေးအသုံးဝင်တာကိုသိရပါတယ်ဘယ်လို game changing ဖြစ်သွားတာပေါ့ဗျာဖုန်းမှာလည်းစော့တဲ့လူတွေကိုရန်သူတွေမြေပုံထဲမှာရှိတဲ့ပစ္စည်းတွေရဲ့အချက်လက်တွေကိုအလွယ်တကူရှာလို့ရအောင်လုပ်ပေးထားတော့သုံးရတာအဆင်ပြေပါတယ်အဲနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒီဂိမ်းလေးဟာအပြင်ပိုင်းကြည့်လိုက်လို့ရှိရင် ခလေးဆန်တလူလိုပုံဖြစ်နေတော့ညာလေကောင်းမွန်တဲ့ gameplay features တွေချစ်စရာကောင်းတဲ့ graphics နဲ့တငယ်ချင်းတွေအတူတူကဆော့ပြောမဲ့ဂိမ်းလေးတစ်ခုဖြစ်နေတဲ့အတွက်ကျွန်တော် channel ထဲမှာထပ်မံတင်ထားတဲ့ဂိမ်းတစ်ခုဖြစ်ကြံရှိနေပါပါ